TikTok ကိုအမြင်မသင့်တော်တဲ့ပုံစံနဲ့ဆုံးမိလို့လူပြောများနေတဲ့နေပြည်တော်ကတော့ခင်မအူဒီနေ့ခေတ်ဆိုရှယ်မီဒီယာကဘာကြီးမှာတော့လူတယောက်ဟာတညအတွင်းမှာပဲနာမည်ကြီးသွားနိုင်တယ်လို့တညအတွင်းမှာပဲဝေဖန်မှုတွေနဲ့အတူ online ပေါ်ကနေပျောက်ကွယ်သွားနိုင်ပါတယ်ဒီဗီဒီယိုထဲမှာတော့ TikTok မှာအသိဉာဏ်နဲ့မလိုက်ဖက်တဲ့ဗီဒီယိုဖိုင်တွေကြောင့်ပြည်သက်တွေကြောင့်မှလောက်ကမှုတွေဖြစ်စေခဲ့ပြီးနောက်ဆုံးမှာတော့ online လောကကနေထွက်ခွာသွားခဲ့ရတဲ့နေပြည်တော်က TikTok ကတော့ခင်မအူရဲ့အကြောင်းပဲဖြစ်ပါတယ် ဒေါခင်မဦးဆိုတော့အသက်90ကျော်ရဲ့တာမန်အရှင်မတယောက်ပါပဲ။ဒါပေမဲ့သူဟာ TikTok ပေါ်မှာတော့သူ့ရဲ့အသက်အရွယ်နဲ့စံကျင်ဘက်ဖြစ်တဲ့ hot shot ဗီဒီယိုတွေကိုတင်ဆက်ပြသခဲ့ရတာကနေလူတွေရဲ့အာယုဆိုင်မှုကိုရရှိလာခဲ့ပါတယ်။ TikTok ဆိုတော့လူတွေအတွက်လွတ်လပ်စွာဖျော်ဖြေခွင့်ရှိတဲ့နေရာတစ်ခုပါ။အသက်ကြီးလို့ TikTok မစွန်ရဘူးလို့ဘယ်သူမှကန့်သက်ထားတာမရှိပါဘူး။တချင်းလေးတွေနဲ့ချစ်စရာကောင်းကပြနေတဲ့အဖိုးပွားတွေရဲ့ဗီဒီယိုတွေကိုကျမတို့အားလုံးကချစ်ခင်နှစ်သက်မှုကိုရကြတာပါပဲ။ ဒါပေမဲ့တော်ခင်မောင်ရဲ့တင်ဆက်ပုံတွေကတော့မြမလူမှုတိုင်းဝမ်ရဲ့ရှင်ကျေးမှုစံနှုန်းတွေနဲ့ကပ်ညီမှုမရှိပါဘူး။သူ့ရဲ့ဗီဒီယိုတွေထဲမှာဆိုရင်ရေချိုးကန်နေတဲ့ချိန်ရှင်ရှားနေတာနဲ့ challenge တွေလုပ်ပြတာအိမ်ဒီကားလည်းရံပေါ်မှာခန္ဓာကိုယ်အလကိုအသာပေးပြီးကော့ပြန်နေအောင် ကပြတာတွေကကြည့်ရှုသူတွေအတွက်အနေရခက်စေခဲ့ပြီးအမြင်မတော် ဖြစ်စေခဲ့ပါတယ်။အဆိုးဆုံးကတော့နိုင်ရီတခုကိုလိုက်ပုတ်ရင်လမ်းမှာတစ်တော့ဆော့ခဲ့တဲ့ဗီဒီယိုတစ်ခုပါပဲ ဒီဗီဒီယိုကတော့မြန်မာလူမျိုးတွေရဲ့အလေးနက်ထိုင်ရအချိန်အခါနေရာဒေသကိုမခွဲခြားတတ်ဘူးဆိုပြီးအပြင်းထန်ဆုံးဝေဖန်ခံခဲ့ရပါတယ်။ဒါပြင်သူ့ရဲ့ဗီဒီယိုတိုင်းလိုမှပါနေကြဖြစ်တဲ့ရှာထုတ်ပြတာနှကန်းကိုစူပြတာလိုမျိုးအမှုရာတွေကလည်းသူ့ရဲ့အသက်အရွယ်နဲ့လုံးဝမအဆက်ဘူး။မြန်မာမျိုးသမီးတယောက်ရဲ့အိမ်တွေတိုက်ခါကိုထိခိုက်စေနေဆိုပြီး comment မောင်းများစွာမှာအပြင်းထန်အကြံပေးဝေဖန်ခဲ့ကြပါတယ်။ ဒီလိုနဲ့သူ့ရဲ့လုပ်ရက်တွေကိုအများပြည်သူကအပြင်းထန်ကန့်ကွက်နေတဲ့အချိန်မှာပဲနာမည်ကျော် online ဆယ်လီတူဖြစ်တဲ့စိန်တတိမာကြီးတွန်အယ်မွန်သိန်းကသူ့ရဲ့ live video တစ်ခုကနေတစဉ်ဒေါခင်မအုပ်ကိုထောက်ပြပြောဆိုခဲ့ပါတယ်။အန်တီအင်းနဲ့ကိုတန့်ရွယ်လေးနဲ့လိုက်အောင်အင်းဒီလေးနဲ့နေစီခြင်းနဲ့လူများမြန်မာမတင့်တယ်တဲ့လုပ်ရက်တွေကိုရှောင်တဲ့နေဆိုတဲ့သဘောမျိုးနဲ့တိုင်းရိုက်ဆုံးမစကားပြောကြခင်တာပါ။ဒီပြင်ရပြီးမှတော့ဒေါခင်မောင်ရဲ့တည်င်းကတနိုင်ငံလုံးတိုင်းတာနဲ့ပုံပြီးပြန့်နှံ့သွားခဲ့ပါတယ်။ လူများရဲ့ဝေဖန်မှုတွေကတော့ပုံစံမျိုးစုံမှာပဲကိုယ်ရင်ထဲမှာပါလို့လို့ရပေမဲ့ public တင်လာရင်တော့ public ရဲ့ဝေဖန်မှုကိုခံနိုင်ရရှိရမယ်ဆိုရင်မှတ်ချက်တွေရှိသလိုလှေကားပေါ်ကကနေတာဘယ်နည်းပြုတ်ကြမလဲဆိုတော့ရှင်တမမနဲ့ကြည့်နေရတဲ့ဆိုပြီးစိုးရိမ်နေပုံစံနဲ့တတိပေးကြသူတွေလည်းရှိပါနေဒီလိုဖိအားတွေအများများလာတာကြောင့်နောက်ဆုံးမှာတော့ဒေါခင်မအုပ်တယောက်သူ့ရဲ့ TikTok အကောင့်ကိုဖျက်သိမ်းပြီး online ကဘာကနေအပီးတိုင်ပြောက်ွယ်သွားခဲ့ပါတယ် ဆိုရှယ်မီဒီယာဟာလွတ်လပ်တယ်ဆိုပေမယ့်စီးကပ်မဲ့လို့မရတဲ့နေရာတစ်ခုပါပဲကိုရင်လွတ်လပ်ခွင့်ကသူတို့မရဲ့စိတ်နှောက်ယှက်ဖြစ်စေမှုကိုနေထိုင်ရာလူ့ပွဲစီရဲ့ယဉ်ကျေးမှုတန်ဖိုးတွေနဲ့အညီနေဖို့လိုအပ်ပါတယ်ပြည်သူကြီးရောနေပြည်တော်ကဒေါခင်မအုပ်ကိုဘယ်လိုမြင်ကြပါသလဲရှင်မိမိတို့အမြင်ကိုပြောသွားကြပါဦးရှင်